သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနေမှာဒီကနေ့အော်တိုဘားလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာအသက်16နှစ်အရွယ်ကျောင်းသားမောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်16နှစ်မတ်ပုံတင်အတုထုတ်ပေးကစစ်မှုထမ်းတင်တဲ့ကျောင်းကိုပို့ဆောင်မှုမိသားစုကအထောက်အထားအပြည့်စုံနဲ့ ပြန်လည်ကဲထုတ်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာအသက်16နှစ်အရွယ်ကျောင်းသား မောင်ဝေဖြိုးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးအသက်16နှစ်မတ်ပုံတင်အတူထုတ်ပေးကစစ်မှုထမ်းတင်တဲ့ကျောင်းကိုပို့ဆောင်ခဲ့မှုအပေါ်တပ်ဆိုင်ရာကျောင်းသားမောင်ဝေဖြိုးရဲ့မိသားစုကအသက်မပြည့်သေးတဲ့ကျောင်းသားအထောက်အထားအပြည့်စုံကိုပြသ၍ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဩဂတ်လ26ရက်နေ့ညနေ6:00အချိန်မှာအသက်16နှစ်အရွယ်ကျောင်းသားမောင်ဝေဖြိုးဟာနေပြည်တော် လေဝင်းမြို့နယ် ဝင်းတဲကူကြေးရွာမှာနေထိုင်သူဖြစ်ပြီးရန်ကုန်မြို့မှာရှိတဲ့အမဖြစ်သူထံကိုသွားရောက်ခဲ့ကြောင်းရန်ကုန်ကိုရောက်တဲ့အခါမှာအလုံမြို့နဲ့အလုံစိတ်ကမ်းမှာလမ်းလျှောက်နေစဉ်အမည်မသိအမျိုးသားတစ်ယောက်ကရောက်လာပြီးလက်ကိုအတင်းဆွဲကကားပေါ်ကိုဆွဲတင်သွားခဲ့ကြောင်းမောင်ဝေဖြိုးနဲ့တူဖန်းစီခံရသူလူငယ်၁၀ဦးရှိပြီးလူငယ်တွေကိုထွက်ပြေးရင်ပြစ်ခတ်တပ်ဖြတ်မဲလို့ဖန်းစီသူကလူငယ်များကိုချင်းချောက်ခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီနောက်မောင်ဝေဖြိုးပါဝင်လူငယ်၁၀ဦးကိုကားသုံးစီးနဲ့ရှမ်းပြည်နယ်အောင်ပန်းမြို့ကိုခေါ်ဆောင်ကား စစ်စေးရုံအနီး KTV အခန်းမှာပိတ်လောင်ထားခဲ့ကြောင်းအဆိုပါ KTV မှာအဖမ်းခံထားရသူလူငယ်40ကျော်ရှိကြောင်းဖမ်းဆီးခံထားရသူများအနက်မှာမောင်ဝေဖြုံးတဲ့လူငယ်10ဦးကိုရွှေညောင်မစစ်အရာရှိဗိုလ်ကြီးနဲ့ဗိုလ်လေးစုသူနှစ်ဦးကလာရောက်ခေါ်ဆောင်ခဲ့ကြောင်းလူငယ်များကိုဖမ်းဆီးခဲ့သူနဲ့လာရောက်ခေါ်ဆောင်သူစစ်အရာရှိတို့ကြားငွေကြေးစကားပြောဆိုပြီးငွေပင်းငွေယူလုပ်တာကိုတွေ့မြင်ခဲ့ကြောင်းအဲ့ဒီနောက်လူငယ်တွေကိုရွှေညောင်ရေစကန်ကိုခေါ်ဆောင်သွားခဲ့ပြီးရွှေညောင်မရေစကန်အနောက်ဘက်ရှိ နေအိမ်မှာနှစ်ပတ်ကြာပိတ်လောင်ထားခဲ့ကြောင်းသိရှိရပါတယ်။ဖန်စီခံရတဲ့မောင်ဝေဖြိုးဟာအသက်18နှစ်သာရှိသေးပေမဲ့လည်းတောင်ကြီးလောက်ဝကရုံမှာအသက်19နှစ်ရှိတယ်လို့ဆိုကာမှတ်ပုံတင်အစ်စ်ကိုစစ်တပ်ကပြုလုပ်ပေးခဲ့ကြောင်းမူလမှတ်ပုံတင်ထဲမှာအသက်18နှစ်သာရှိသေးပေမဲ့လည်းနောက်ထပ်မှတ်ပုံတင်တစ်ခုကိုထပ်မံထုတ်ပေးခဲ့ပြီးအသက်19နှစ်လို့လိမ့်လည်ပြောင်းလဲခဲ့ကြောင်းမှတ်ပုံတင်မှာနေရက်ကိုလေဝေးလို့မဖော်ပြဘဲတောင်ကြီးမြို့ဆက်ဆံထုံရက်ကွဲလို့ဖော်ပြခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတောင်ကြီးမြို့လောက်ဝကရုံမှာစစ်မှုထမ်းရန်ဖမ်းဆီးလာတဲ့လူငယ်တွေကိုစစ်တပ်ကမှတ်ပုံတင်တူပြစ်လုပေးခဲ့ကြောင်းအဲ့ဒီလိုမှတ်ပုံတင်တူပြစ်လုရမှာစစ်တပ်ကခိုင်းတဲ့အတိုင်းမပြောတဲ့လူငယ်တွေကိုအခန်းတွင်ထက်ကရိုက်နှက်ခဲ့ကြောင်းအဲ့ဒီနောက်မှတ်ပုံတင်အတူများရရှိပြီးနောက်ကျိုင်းတုံမြို့စစ်တပ်နဲ့ကျောင်းကိုစစ်ကားတွေနဲ့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ကျိုင်းတုံတင်တဲ့ကျောင်းမှာတလနေထိုင်ခဲ့ရတယ်မိသားစုကကျောင်းထောက်ခန်းဆောင်မူလမှတ်ပုံတင်တို့အပါအဝင်စာရွက်စာတမ်းအပြည့်စုံနဲ့လိုက်ခေါ်လို့ပြန်လည်လွတ်မြောက်လာတာ ကျန်တဲ့လူတွေအတ္တမဖန်စီခံရပြီးစစ်တင်နဲ့တက်နေရစေပဲလို့သိရှိရပါတယ်အတ္တမပြည့်သေးသူတွေကျမ်းမာရေးမကောင်းသူတွေအများကြီးရှိနေသေးတယ်လို့သိရတယ်လို့လွတ်မြောက်လာတဲ့ကျောင်းသားရဲ့ဆွေမျိုးတူကရှင်းပြပါတယ်မောင်ဝေဖြိုးရဲ့မိသားစုကကျောင်းအုပ်ကြီးရဲ့အထောက်အထားအပြည့်စုံလေဝင်းမြနယ်မှာတက်ဆိုင်ရာရဲ့အထောက်အထားအပြည့်စုံနဲ့အသက်18နှစ်သာရှိသေးကြောင်းပြသကမိသားစုကလိတ်လံထုတ်ယူခဲ့တဲ့အတွက်ကြောင့်မောင်ဝေဖြိုးမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကင်းတာနှင့်ရဲဘက်စခန်းမှာစကန်တာဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှုတင်လင်းဦးကအကျဉ်းသားတွေကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ပြိနေခြင်းများအကြီးအကျယ်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကင်းတာနှင့်ရဲဘက်စခန်းမှာစကန်တာဝန်ခံနဲ့လက်ထောက်ကြီးကြပ်ရေးမှုတင်လင်းဦးကအကျဉ်းသားတွေကိုငွေကြေးချင်းချောက်တောင်းခံတဲ့အပြင်ရိုက်နှက်ပြိနေခြင်းများအကြီးအကျယ်လှုပ်ဆောင်နေကြောင်းအကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကပြောဆိုပါတယ်။ ကင်းတာနှင့်ရဲဘက်အကျဉ်းစခန်းထဲမှာအကျဉ်းသားများအနေနဲ့လွတ်လပ်စွာနေထိုင်ခွင့်ရှိတဲ့ကြက်ချံထဲမှာနေမယ်ဆိုရင်တဦးကိုငွေကြက်25သိန်းငါကံမှာနေမယ်ဆိုရင်တဦးကိုငွေကြက်330ဝက်ချံမှာနေမယ်ဆိုရင်တဦးကိုငွေကြက်330မိဖို့ကြီးမှာနေမယ်ဆိုရင်ငွေကြက်15သိန်းငါချံမှာနေမယ်ဆိုရင်ငွေကြက်330ပြီးမှသာနေထိုင်ခွင့်ရကြောင်းသိရှိရပါတယ်ဝက်ချံငါကံမှာနေရင်လွတ်လပ်လုချင်တာအကုန်လုပ်လို့ရတယ်အခွင့်အရေးကလက်တဆုံနှိုက်လို့ရတယ် အရက်ဒေဇာကအစအင်ကမိမလာတာကအစလွတ်လပ်စွာနေထိုင်ခွင့်ရပါတယ်အဲ့ဒါကိုစကန်တာဝန်ခံကျော်မင်းထွန်းကတင်းချီတောင်းနေတာလို့အချင်းစကန်သတင်းရှင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောကြားပါတယ်ဒါအပြင်ရေဘတ်စကန်ကိုအချင်းသားအစ်စ်ရောက်တဲ့အချိန်တိုင်းမှာငွေကြေးများချင်းချောက်တောင်းခံကြောင်းအချင်းသားများအပေါ်အလုတ်ချိန်တနစ်တာအတိုင်းတာထပ်ပို့၍ကြောက်ထုတ်ခိုင်းကြောင်းသိရှိရပါတယ်အချင်းသားတွေအပေါ်အလုတ်စေခိုင်းတာပေါင်းကျော်အထိခိုင်းပါတယ်အချင်းသားတီးတန့်ဆိုအပြစ်မှာတိုက်ခန်းတဲ့တခန့်တနာနေရတယ် အပြင်ခန်းတည်တံ့ဆိုရင်တင်းရာကနန်းအထိတောင်းရံတယ်စကန်တာဝန်ခံကတာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူးလို့အချင်းစကန်တင်းရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်ဒါအပြင်ရဲဘက်စကန်ရဲ့လက်ထောက်ကြီးကြပ်ရေးမှုတစ်ထင်းလင်းဦးကအချင်းသားများအပေါ်ဆဲဆူချိန်မောင်းပြီးအရက်သေးစားတောက်စားမှုရင်နေလေးရှိကြောင်းရင်းအပြင်အချင်းသားများအပေါ်ဖိနှိပ်ချုပ်ချယ်ရိုက်နှက်ခြင်းများလှုပ်ဆောင်နေကြောင်းအချင်းတောင်တွင်လူမိုက်မွေးငွေကြီးရှာစက်ကြီးကောက်ခိုင်းနေကြောင်းသိရှိရပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ဖြစ်လာမှုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုမြန်မာအကြမ်းဖက်စစ်တပ်ရဲ့ကန့်ကွက်မှုများရှိခဲ့ပေမဲ့လည်းအဖွဲ့ဝင်ဖြစ်တီမောနိုင်ငံကိုအာဆီယံကတရားဝင်လက်ခံလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံအဖွဲ့ရဲ့၁၇နိုင်ငံမြောက်နိုင်ငံအဖြစ်အရှိတီမောနိုင်ငံကိုယခုကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကလက်ခံလိုက်ပြီးဖြစ်ပါတယ်ဒီကနေ့အော်တိုဘာလ26ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပပြုလုပ်နေတဲ့ 49ချိန်မြောက်အာဆီယံဒေသအစည်းအဝေးမှာလက်ခံလိုက်ခြင်းဖြစ်ပြီးအရှိတီမောဝန်ကြီးချုပ်ဇာနာနာဆူဆူထံကိုအပွဲဝင်အသစ်ဖြစ်ဝင်ခွင့်ပြုမှုကိုတရားဝင်လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ပြီးအာဆီယံရဲ့17ခုမြောက်အပွဲဝင်နိုင်ငံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။တီမောနိုင်ငံအနေနဲ့အာဆီယံအပွဲဝင်နိုင်ငံဖြစ်လာမှုအပေါ်မြို့သားညီညွတ်ရေးအစိုးရ NUG ကနှီးထွေးစွာကြိုးစားကြောင်းတရားဝင်ထုတ်ပြန်ကြေညာပါတယ်။တီမောလက်စတီနိုင်ငံအနေနဲ့အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှီးထွေးစွာကြိုးစားပါတယ်။ ဒီခန့်ကန္တာတစ်ကနေကျွန်တော်တို့ဒေတာရင်းစီးလုံညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမခိုင်မာစေဖို့စွမ္မကောင်တောင်းအပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အရှိတီမော့လက်စတီနိုင်ငံမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဆက်ဆံရေးရုံးကိုတရားဝင် ဖွင့်လှစ်ထားပြီးတီမော့တမရဟိုစီရာမိုဟော့တာကမြမအရေးကိုနိုင်ငံတကာမှာပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုခဲ့ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်က2023ခုနှစ်နဲ့ 2024ခုနှစ်အတွင်းမှာတီမောနိုင်ငံကိုတွားရောက်ခဲ့ပြီးနောက်ဆက်တွဲအနေနဲ့ NUG ရဲ့ဆက်ဆံရေးရုံးကို2024ခုနှစ်အတွင်းမှာဖွင့်လှစ်ခဲ့ပါတယ်။ NUG အစိုးရတာဝန်ရှိသူတွေကိုတီမောအစိုးရသမ္မတနဲ့ဝန်ကြီးချုပ်တို့ကအတိအမှတ်ပြုလက်ခံတွေ့ဆုံခဲ့တဲ့အပြင်နိုင်ငံတကာမှာလည်းအကြံဖတ်စစ်ကောင်စီရဲ့စစ်အာဏာသိမ်းမှုကိုတီမောအစိုးရကရှုတ်ချကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။အရှိတီမောသမ္မတနဲ့ဝန်ကြီးချုပ်တို့ဟာမြန်မာဒီမိုကရေစီအရေးအတွက်နိုင်ငံတကာမှာပေါ်ပေါ်တင်တင်ထောက်ခံအားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်းတရားဝင်ထိတွေ့ဆက်ဆံနေခြင်းလည်းဖြစ်ပါတယ်။အကြမ်းဖက်မြန်မာစစ်တပ်ဟာတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ဝင်ခွင့်မပေးရန်ယခုနှစ်ဇူလိုင်လအတွင်းအာဆီယံဥက္ကဋ္ဌမလေးရှားထံကိုစာရေးသားပေးဖို့ကန့်ကွက်ခဲ့ပေမဲ့လည်းအရာမတင်ခဲ့ပါဘူးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အုတ်ဖို့မြို့နယ်မှာကြမ်းဖက်ပါတီကိုမဲပေးကြဖို့ဖီအာပေးလှုပ်ဆောင်နေတဲ့ကျေးရွာအုတ်ချုပ်ရည်မှုအေးတောင်ပြစ်ခတ်ခံရပြီးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုတိုင်းအုပ်ဖို့မြို့နယ်မှာကျန့်ဖို့ပါတီကိုမဲပေးကြဖို့ PRP လှုပ်ဆောင်နေတဲ့အုပ်ချုပ်ရေးမှူးအေးတောင်ကို ပြစ်ခတ်တိုက်ခိုက်ရမှာပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းတာယာဝရီခိုင်တရင်383ညနှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မှကိုတီဝါကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါရတယ်။အော်တိုဘာလ25ရက်နေ့မနက်9:20မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်ပလားကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးအေးတောင်ကို၎င်းရဲ့နေအိမ်တွင်တာယာဝရီခိုင်တရင်383ညနှစ်တက်ခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့ အုပ်ပုံမှရဲပေါ်များကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာဥကောင်တိတ်တဲ့ကိုကြည်တစ်ချက်တိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးအေးတောင်ဟာချက်ဘွတ်ပါတီရဲ့အမခံဖြစ်ပြီးအချမ်းဖတ်စစ်တကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာပြည်သူများအနေနဲ့မဲထည့်ရန်ပြီးအားပေးခြင်းပြည်သူများထံမှစစ်မှုထမ်းကြီးလို့ဆိုကာငွေကြေးများချင်းချောက်ကောက်ခံခြင်းလူငယ်များအားစစ်မှုထမ်းရန်အတင်းအကျပ်စူးစမ်းခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်းကိုဒီဘွားကရှင်းပြပါဗျာ။ အဲ့ဒီအကောင်ကိုပြည်သူတွေကတိုက်နေတာတော်တော်ကြာပြီစစ်မှုတန်းကိစ္စနဲ့ပတ်သက်ပြီးတော့လဲပြည်သူတွေစီကလှစင်တောင်းတယ်ပေါ်တာဆွဲဖမ်းဆီးပြီးတော့လဲချင်းချောင်ငွေတောင်းတယ်ပြည်သူကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့ကောင်ပါအခုလဲစစ်ခွေးရွေးကောက်ပွဲကိုမဲထဲဖို့နဲ့ကျန်းပတ်ပါတီကိုမဲပေးဖို့ဖီအာပေးလှုပ်ဆောင်နေတာတွေရှိတဲ့အတွက်တိုက်ခိုက်ခဲ့တာပါလို့တာယာဝရီကင်တရင်383ညနဲ့တခွဲလေးမြေအောက်ပျောက်ကြားတပ်ဖွဲ့ဥပ္ပမကိုဒီဝါကဆိုပါတယ်တာယာဝရီကင်တရင်383ညနဲ့ တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ဖွဲ့ဥပ္ပုအနေနဲ့ပြည်သူများနဲ့တော်လိုင်းရေးတက်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့အကြံဖတ်စစ်သားရဲနဲ့ပြည်စော်တီများပြင်၎င်းတို့ရဲ့တောက်တိုင်တွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုလုပ်ကြရင်အတိပေးပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနဲ့ကမ်ဘောဒီးယား Trump တက်သေးတာငြိမ်းချမ်းရေးသဘောတူချက်လက်မှတ်ထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မလေးရှားမျိုးကိုဒီကနေ့ရောက်ရှိလာတဲ့ American သမ္မတ Donald Trump ကြီးကြပ်မှုနဲ့ထိုင်းနဲ့ကမ်ဘောဒီးယားတို့အကြားထပ်တိုးသဘောတူညီချက်များပါဝင်တဲ့အပြစ်ခတ်ရစေးရေးအသေးပြောက်ရှိခဲ့တဲ့နှစ်နိုင်ငံနေဆက်ပြည်ပခတ်တရားဝင်အဆုံးသက်ရေးတို့အတွက်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း The Nation သတင်းမှဖော်ပြပါဗျာ။အဆိုပါလက်မှတ်ရေးထိုးပွဲကို Trump အပြင် ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် Anwar Ibrahim လည်းတက်တဲ့အဖြစ်တက်ရောက်ခဲ့ပြီးထိုင်းဝန်ကြီးချုပ်အနုတင်နဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ် Homma Nat တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါတယ်။သဘောတူညီချက်ထဲမှာတုံ့ပန်း18ဦးလွှတ်ပေးရင်နိုင်ငံနေဆက်များမှာထားရှိကြတဲ့လက်နက်ကြီးများဖယ်ရှားရေးတို့အထက်သဘောတူခဲ့ကြကြောင်းသိရှိရပါတယ်။ဒါကကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်ကိုစတင်မှာပါလို့အနုတင်ကပြောကြားခဲ့ပြီးသဘောတူညီချက်ကိုအပြည့်အဝနဲ့ကောင်းမွန်သောယုံကြည်ချက်ဖြင့်လိုက်နာလိုက်မယ်လို့မျှလင့်ထားကြောင်းခောက်ဆန်က ဖော်ပြထားပါတယ်။ဝန်ကြီးချုပ်အနုတင်ကနှစ်ဖက်လက်မှတ်ရေးထိုးခြင်းအား ယာယီအပြစ်ကရစေးရေးဆိုင်ရာပူရဲကြီးညာချက်သာဖြစ်ပြီးအပြည့်အဝတရားဝင်စီးနှောင်မှုရှိတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်မဟုတ်ဘူးလို့ပြောကြားခဲ့ကြောင်း Time PBS မှာဖော်ပြထားပါတယ်။ Phnom Penh Post သတင်းမှာကမ်ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီချက်ဒီကနေ့တရားဝင်လက်မှတ်ရေးထုတ်ခဲ့ပြီးမကြသေးမီကဖြစ်ပွားခဲ့တဲ့နေဆက်ပဋိပက္ခများအပြီးတင်းမာမှုများလျှော့ချနိုင်ရန်အထူးခြေလှမ်းတရဖြစ်တယ်လို့တမိုင်းဝင်သဘောတူညီချက်လည်းဖြစ်ကြောင်းရေးသားထားပါတယ်။ဒါမှမဟုတ် Trump က ယခုလိုသဘောတူညီချက်ဟာတန်ပေါင်းများစွာသောအသက်များကိုကယ်တင်နိုင်ခဲ့ကြောင်းနှစ်နိုင်ငံအရေးအန်ဝါအီဘရာဟန်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုအပေါ်ကြီးကျူးကြောင်းနဲ့အဆိုပါပြစ်ပခတ်ဖြေရှင်းရေးမှာကုညီဆောင်ရွက်ရတဲ့အတွက်ဒေတာရင်းဘေးကင်းလုံခြုံရေးလွတ်လပ်ပြီးဖွံ့ဖြိုးတိုးတက်တဲ့အနာဂတ်များပုံပေါ်ပေးရခြင်းပေါ်အမေရိကန်အနေနဲ့ဂုဏ်ယူကြောင်းလည်းပြောဆိုသွားပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားတို့ဟာအဆိုပါလက်မှတ်ရေးထိုးခြင်းဖြင့်အမေရိကန်နဲ့ကုန်သွယ်ရေးစာချုပ်များလည်းတီးခြားစီချုပ်ဆိုရန်ရှိကြောင်းလည်းသိရှိရပါပါခင်ဗျာ။ ဟုတ်ကဲ့ပါအခုလို့စောတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာကြပါစေ